Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ LCK YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်အဒီနေ့မှာတော့ကျွန်တော်ကဒီ Asus Hawk Game ကနေပြီးတော့မှာကျွန်တော်တို့ game shop ပြီးတော့ငွေရှာလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ပြန်လည်ပြီးတော့အပြည့်ပြပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအစီအလေးမစခင်မှာတော့ကျွန်တော်ရဲ့ဒီ channel လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်ရဲ့ဒီ channel မှာကလည်း online ပေါ်မှာငွေရှာတဲ့နည်းပညာတွေနဲ့တခြားသောအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ channel လေးဝင်ရောက်ကြည့်ရှုအားပေးနေတဲ့ကျွန်တော်ရဲ့ viewer ကိုတွေမှတွေက channel လေးကို subscribe လေးလုပ်ပေးထားဖို့တောင်းဆိုခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Asus Hawk Game ကနေပြီးတော့မှာငွေဘယ်လိုရှာမလဲဆိုတဲ့အကြောင်း လေးကိုကျွန်တော်ပြန်လည်ပြီးတော့ share နဲ့လုပ်ပေးတော့ပါမယ်နော်အဲတခုရှိတာကဒီ game လေးကကျွန်တော်တို့ဒီ PayPal တို့ဘာတို့နဲ့တော့ထုတ်လို့မရဘူးကျွန်တော်တို့ Binance နဲ့ထုတ်လို့ရလဲဆိုလို့ရှိရင်အာကျွန်တော်တို့ USDT နဲ့ထုတ်လို့ရမယ်ပြီးလို့ရှိရင် Time Bank အနေနဲ့ထုတ်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ true money နဲ့ထုတ်လို့ရမယ်เนาะအဲ့ဒါလေးနေနဲ့ပဲကျွန်တော်တို့ထုတ်လို့ရပါမယ်အဲ့ဒါလေးကိုကျွန်တော်ကြိုပြီးတော့ပြောထားချင်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ ace wallet ကနေပြီးတော့မှအကောင့်ဖွင့်ပုံဖွင့်နေတဲ့ငွေရှာပုံရှာနေတွေကိုကျွန်တော်စပြီးတော့ပြောပြပေးပါမယ်เนาะ အကျွန်တော်ဒီ AWS ဆိုတဲ့ game လေးကိုတော့ကျွန်တော်ထုံးစံအတိုင်းပဲဒီဘူရရဲ့ comment မှာဒီ game ကို down ဖို့အတွက်ကျွန်တော် link ပေးထားပါမယ်အဲ့ဒီ game ကနေပြီးတော့မှ down ဝေးပါ down တဲ့အခါမှာလည်းထုံးစံအတိုင်းပဲကျွန်တော်တို့ USVPN လေးခံပြီးတော့မှဒီ link ကနေဝင် down ဝေးပါအဲဆိုတော့ကျွန်တော်တို့ USVPN မခံလို့ရှိရင်ငွေထုတ်တဲ့ခါကြလို့ရှိရင်အခက်အခဲဖြစ်ပါလိမ့်မယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ game ကောက်ဖွင့်တဲ့ခါကြလို့ရှိရင်လည်း USVPN ခံပြီးတော့မှ down လို့ရှိရင်ကျွန်တော်တို့ဟိုအချက်လက်တွေမပါဒီအချက်လက်တွေမပါငွေထုတ်လို့မရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ game down တဲ့အခါမှာလည်းကျွန်တော်တို့ US VPN လေးခံပြီးတော့မှ down ပေးပါအဲဆိုတော့အကောက်ဖွင့်တဲ့အခါမှာလည်း US VPN ခံပြီးတော့ဖွင့်ပေးပါဒါမှကျွန်တော်တို့ဆော့ရတာပြူရတာတုံးရတာငွေရှားရတာငွေထုတ်ရတာလွယ်ကူမှာပဲဖြစ်ပါရဲ့နော်ကျွန်တော်အရင်စမ်းပြီးပါပြီကျွန်တော်ရဲ့အကူအညီတွေကိုကျွန်တော်အပူမပြောပါဘူး US VPN လေးကိုခံပြအောင်ခံပါဒါမှကျွန်တော်တို့အားလုံးလောက်ရတဲ့ test တွေမှာအဆင်ပြေမှာပေါ့နော်အဲဆိုတော့ကျွန်တော်ပြီးလို့ရှိရင်လည်းထက်ရှင်းပြပေးပါမယ်လောလောဆယ်တော့ကျွန်တော်တို့ game လေးကို down ထားလိုက်ပါနော်ကဲ down ပြီးတော့ပြန်ထားလိုက်ပါတော့ down ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ share ကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ကြပါမယ် အဲကျွန်တော်ပြောတာလေးကိုတသွေမသိမ်းလိုက်ပြီးတော့လုပ်ပေးပါဒါမှဒီခင်ရနေကျွန်တော်တို့ငွေရှာလို့ရမှာပါရှာလို့ရတဲ့ငွေတွေကိုလည်းငွေထုတ်လို့အလွယ်တကူထုတ်လို့ရမှာပဲဖြစ်ပါတယ်နော် VPN လေးခံပြီးတော့မှဒေါင်းပေးပါ VPN လေးခံပြီးတော့မှအကောက်ဖွင့်ပေးပါ VPN လေးခံပြီးတော့ပဲဆော့ပေးပါနော် ဟုတ်ကဲ့ပါကျွန်တော်ကတော့အကောက်ကိုဖွင့်ပြီးသားမလို့ကျွန်တော်ဒီလိုမျက်နှာပြင်ကိုတမ်းပြီးတော့ပုံနေရဖြစ်ပါတယ်ကျွန်တော်ရဲ့ viewer တွေကဒီ software လေးကိုကျွန်တော်ဝင်လိုက်ပြီဆိုတာနဲ့အဲကျွန်တော်တခုပြောမယ်နော် VPN ခံပြီးတော့မှဝင်နော် VPN ခံပြီးတော့မှမဝင်တရားရကမပြည့်ဘဲနဲ့ဝင်လို့ရမှာမဟုတ်ပါဘူးနော်အဲဆိုတော့ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီသူကဒီသူ့ရဲ့ policy ကိုလိုက်နာမှာလားဆိုပြီးတော့စီကန်ချက်တောင်းနေကျွန်တော်တို့ agree ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Google နဲ့အကောက်ဝင်ခိုင်းလိုက်မယ် အဲကျွန်တော်တို့သူ permission တောင်းတဲ့ဟာကို agree ကိုနှိပ်မှကျွန်တော်တို့အဲ့လို account ဝင်ခွင့်ရမှာပေါ့နော်ဆိုတော့ account ကျွန်တော်တို့ Google account နဲ့ချိတ်လိုက်ပါအဲချိတ်ပြီးတော့ကျွန်တော်တို့ဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးမျက်နှာပြင်ရောက်လာလိမ့်မယ်မျက်နှာပြင်ရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ပထမဦးဆုံးအဲကျွန်တော်တို့ပေါ့နော်အဲသူလိုက်ပြီးတော့ဒီကိုကဒီ account ကိုအခုမှစပြီးတော့တုံးတဲ့ user တက်ဖြစ်တဲ့အတွက်သူကသူနှိပ်ခိုင်းတဲ့ဟာတွေကိုကျွန်တော်တို့ကတစ်ခုတက်သွင်းမသိမ့်လိုက်ပြီးတော့နှိပ်ပြီးလိုက်ပါနှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်လိုမျိုးမျက်နှာပြင်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုတာနဲ့ကျွန်တော်ဒီနေ့ကနေစပြီးတော့ရှင်းပြပေးပါမယ်အဲကျွန်တော်တို့ဒီမှာဒီ အမှန်ကြီးပုံစံမျိုးလေးနဲ့ပေါ့နော်အဲ့ဒီနေရာလေးကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒါ daily test ပုံစံမျိုးလေးပဲအဲ့ဒီနေရာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါနော် โอเคဒီရောက်ပြီဆိုရှင်တော့ဒါကျွန်တော်တို့လောက်ရမယ်ဒါ daily ပေါ့เนาะကျွန်တော်တို့ဒီမှာ day 1တော့ကကျွန်တော်လောက်ပြီးသားဟာတွေကတော့ test တွေကတော့အကုန်ပြီးသွားပြီအဲဒါအကုန်ပြီးသွားပြီပေါ့เนาะအကုန်ပြီးသွားရဲ့အတွက်ဒီမှာ done နေပြီပုံနေကျွန်တော်တို့ဒီမှာ day 2ရောက်လာပြီ day 2ရောက်လာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာသူယူခိုင်းတဲ့ဒီအဝါဟာလေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်နှိပ်ပြီးယူလိုက်ပါနှိပ်ပြီးယူလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့အခုလိုမျိုးပဲဒီမှာ blue coin လေးတွေပေါ့เนาะအဲအဲ့လိုမျိုးအပြာရောင် coin လေးတွေကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီဟာဆိုလို့ရှင်လေအခုဒီမှာဒီအဲ့ရောင်ပုံနေဟာတွေကလည်းကျွန်တော်တို့နှိပ်ပြီးတော့လောက်လိုက်ပေါ့เนาะလိုက်ပြီးတော့သူနှိပ်ခိုင်းတဲ့ဟာအတိုင်းကျွန်တော်တို့လိုက်ပြီးတော့နှိပ်လိုက် က်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခုနကလိုမျိုးပဲ blue coin လေးကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်เนาะအဲဆိုတော့ကျွန်တော်ကဒီမှာလုံမပြတော့ဘူးလုံပြရင်ကြာမှာဆိုလို့ဘာမှမခက်ဘူးเนาะဒီ to do ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော်တို့ယူလိုက်ရုံပဲเนาะဒါကြောင့်မလို့ကျွန်တော်မနှိပ်ပြတော့ပါဘူးเนาะ okay အဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာ day 2 day 3 day 4 day 5ပေါ့เนาะဘာညာတရကကျွန်တော်တို့7 day အထိကျွန်တော်တို့ log in ဝင်ပေးလိုက်ပါ chat တွေလုပ်လိုက်ပါ test တွေလိုက်ပြီးတော့လုပ်လိုက်ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ blue coin လေးတွေရရှိမှာဖြစ်ပါတယ်အဲ့ဒီ blue coin လေးတွေကအရန်တန်ဖို့ရှိပါတယ်အဲ့ဒီ blue coin တွေပဲကျွန်တော်တို့ပတ်စံပြန်ပြီးတော့ထုတ်လို့ရမှာပဲဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒါလေးတွေကိုလိုက်ပြီးတော့လုပ်လိုက်ပါဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာကို တော်အားလေသွားပြီလို့ထင်တယ်ကျွန်တော်ပြန်ထွက်လိုက်မယ်အဲအဲ့လိုမျိုးကျွန်တော်လွတ်လပ်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီအောက်မှာဒီ blue coin ပုံစံမျိုး b ပုံစံမျိုးလေးအပြာပုံစံမျိုးလေးဒီမှာ follow ပုံနေအဲ့ဒီနေရာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပါเนาะအဲနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ coin လေးတွေရရှိမှာဖြစ်ပါတယ် coin လေးတွေရရှိမှာပါ အဲ့ဒီညကျွန်တော်တို့ဘာလို့ဒီလိုမျိုးရရလဲဆိုလို့ရှိရင် तू ကဒီမှာ2မိနစ်တခါပေါ့နော် forever 2 minute of using and ကျွန်တော်တို့ဘာညာပေါ့ဗျာအဲ့လိုမျိုးကျွန်တော်2မိနစ်တခါ तू ကဒီလိုမျိုး1 2 3ဆိုပြီးတော့2မိနစ်ကို1နောက်ထပ်4မိနစ်ဆို2အဲ့လိုမျိုးပေါ်နေမှာကျွန်တော်အဲ့ညမှာနှိမ့်နေပြီးတော့ blue coin လေးယူပေါ့နော်အဲ့ဒီဒါကျွန်တော်တို့ mining လို့သဘောမျိုးလေးဖြစ်ပါတယ်ခင်ဗျာ2မိနစ်တခါဝင်ယူလို့ရပါတယ်နော်ဆိုတော့နားလည်မယ်လို့ထင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်က parcel ဘုံမှာ parcel ဘုံလေးကိုကျွန်တော်တို့တစ်ချက်နှိမ့်လိုက်ပါ ။ပါဆယ်ဖုန်းကတော့ကျွန်တော်တို့ဒါဂိမ်းလေးတွေဆော့ပြီးတော့ level F လောက်တာပါ။ level မြင့်တာပါ။ဆိုတော့ level S ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါခင်ဗျာ။အဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတလိษံအကောင့်ပုံစံမျိုးလေးတွေပေါ့နော်။အဲ့ဒီအကောင့်လေးတွေကိုကျွန်တော်ကပူးပေးရတာ။အဲဒီဂိမ်းကတော့ကျွန်တော်တော်တော်များများတွေ့ပူးမယ်လို့ထင်နေတယ်။ကျွန်တော်တို့ကြောင်ဂိမ်းလေးတစ်ခါပေါ်သေးရဲ့လေ။အဲ့ဒီတုန်းကလည်းကျွန်တော်တို့ကြောင်လေးတွေကိုကျွန်တော်တို့တူတဲ့ကောင်လေးတွေကိုပူးပြီးတော့အဲကျွန်တော် level မြင့်ပေးရတာပေါ့နော်။အဲအဲ့လိုမျိုးလေးတွေပါ။ပြီးရင်ဒီလိုမျိုးအမကြီးလေးနှိပ်လိုက်ပါ။ sorry ကျွန်တော်ရဲ့ဒီအတန်သွင်းနေတဲ့ record လုပ်နေတဲ့အနောက်မှာကျွန်တော်တို့ဒီ ညဘက်ဆိုတော့အတန်တွေတော်တော်ဆူနေပါတယ်ကျွန်တော် နေတဲ့နေရာနည်းနည်းတော့ဆက်နေနီးလို့ပေါ့နော်အဲဆိုတော့ကျွန်တော်အနောက်ကဆူညံတန်လေးနည်းနည်းပါရင် sorry ပါခွင့်လို့ပေးပါနော်အဲဆိုတော့ကျွန်တော်တို့လွန်လေးကိုဆက်သွားလိုက်ရအောင်အားကလည်းတိတ်မရှိတော့ဘူးဗျပြီးလို့ရှိရင်ကျွန်တော်တို့အကောင့်လေးတွေထုတ်မယ်ဆိုလို့ရှိရင်ဒီအလဲအကောင့်လေးတွေကျွန်တော်တို့နှိပ်ပေးပါအဲဒီလိုမျိုးလေးတွေပေါ့နော်အဲကျွန်တော်တို့နှိပ်ပြီးတော့ထုတ်ပေးအဲအဲ့ဒီအကောင်လေးတွေကိုမှကျွန်တော်တို့ကဒီတူတဲ့အကောင်လေးကိုလိုက်ပြီးတော့ပူးပေးရတာ level 2တဲ့အဲဒီဟာလေးကိုလိုက်ပြီးတော့ပူးပေးရတာပေါ့နော်အဲ level မြင့်လာလေးသူကပတ်စံရလေးပေါ့နော်အဲအဲ့လိုမျိုးလေးတွေဒီလိုမျိုးလေးတွေကျွန်တော်တို့ လိုက်ပြီးတော့ပူပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့လိုမျိုးလေးလိုက်ပြီးတော့ပူပေးပါအဲ့လိုလိုက်ပြီးပူတာနဲ့ကျွန်တော်တို့ level တွေမြင့်လာမယ်မြင့်လာတဲ့အကောင်တွေကကျွန်တော်တို့ပတ်စံတွေပို့ပြီးတော့ရလာမယ်သဘောမျိုးလေးပါနော်ဒီလိုမျိုးလေးတွေပေါ့နော်အဲကျွန်တော်တို့ဒီမှာတူးချင်းတူးချင်းအဖြူချင်းဖြူချင်းတူတယ်ဆိုလို့ရှိရင်လည်းအဖြူချင်းအဖြူချင်းပူးလိုက်ပေါ့နော်အဲ့ဒီပုံစံမျိုးလေးတွေဝမ်းချင်းဝမ်းချင်းတူတယ်ဆိုလို့ရှိရင်လည်းဝမ်းချင်းဝမ်းချင်းအပူးလိုက်ပါအဲကျွန်တော်ဘက်ကဒီမှာပူးတာတိတ်ပြီးတော့ပူးလို့မရဘူးဗျအလိုင်းတိတ်မကောင်းလို့ပါနော်ကျွန်တော်ရဲ့ကိုရီမားတွေကအဲ့လိုမျိုးလေးတူတဲ့ကောင်လေးတွေကိုလိုက်ပြီးတော့ပူးလိုက်ပါနော် โอเคဒီမှာဒီလိုမျိုးလေးတွေပေါ့เนาะအဖြူနဲ့အဖြူနဲ့ပူးလိုက်ဗျကျွန်တော်ဘက်ကတကယ်ဗျာလိုင်းอ่ะစုပ်ပြတ်တက်နေရမယ်ဘယ်လိုဖြစ်တာမသိဘူး wifi နေဒီရက်ထဲမှာလိုင်းမကောင်းဘူးပေါ့เนาะအဲအားလုံးလည်းသိကြမယ်လို့ထင်ပါတယ် wifi cable ကျိုးရေရောက်ထဲမှာငမန်းကြိုက်သွားလို့ဆိုလားဘာဆိုလားဗျာအဲအဲ့လိုမျိုးပေါ့เนาะကျွန်တော်တို့တူတဲ့កောင်လေးတွေလိုက်ပြီးတော့ပူးပေးလိုက်အဲ့လိုမျိုး level တက်လာပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီဟိုပါပေါ့เนาะ ဘယ်လိုပြောမလဲဒီ coin နေမများရမှာပေါ့ဗျာနော်အဲအဲ့လိုမျိုးလေးတွေဆိုတော့ဒီနေရာကိုလည်းကျွန်တော်တို့အားလုံးပဲနားလည်မယ်လို့ထင်တယ်နော်အဲနားလည်မယ်လို့ထင်တယ်ဒီနေရာမှာဂိလန်ဆော့ပြီးတော့လေကျွန်တော်တို့အဲ့လိုမျိုး coin တွေယူလို့ရတယ်ဆိုတဲ့အကြောင်းပေါ့ဗျာကျွန်တော်ပြောပြချင်တာပါပေါ့နော် okay အဲ့လိုမျိုးလေးအဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာကတော့ယူခိုင်းနေနေရအောင်နော်ဒီမှာကျွန်တော်တို့အဲ့လိုမျိုး level add လုပ်မယ်ဆိုလို့ရှိရင်လေဒီနေရာမှာကျွန်တော်တို့ကဒီလိုမျိုး coin လေးတွေနှိပ်ပြီးယူလို့ရတယ်2မိနစ်တခါနေပြီးတော့လေဒီနေရာမှာနှိပ်ပြီးတော့ယူလို့ရတယ်ပေါ့နော် ဲဆိုတော့အဲ့လိုမျိုးလေးဖြစ်ပါတယ်ပြီးတော့ဒီနေရာကကျွန်တော်တို့ဒီအပေါင်းပုံစံမျိုးလေးအဲ့ဒီအပေါင်းပုံစံနဲ့ပြီးလို့ရှိရင်ဒီ invite ဆိုတဲ့ဒီအောက်ကဟာနဲ့အတူတူပဲအဲဆိုတော့ဘယ်နေရာနှိမ့်နေအတူတူပဲဒီနေရာဘာလို့လဲဆိုတော့ကိုယ့်ရဲ့ invite တငယ်ချင်းအစ်တတွေကိုဒီ game ကိုစော့ဖို့အတွက်ခေါ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီ quant ယူတာပေါ့နော်ဒီမှာကျွန်တော်တို့ဒီအခုအဝိုင်အောင်ပေါ်နေတဲ့ invite noun ဆိုတာတွေကိုနှိမ့်နှိမ့်ပြီးတော့ copy link ယူယူပြီးတော့ကျွန်တော်တို့ကဒီတငယ်ချင်းတွေကိုဒီ game ဒီ link ကနေ down ပြီးစော့ခိုင်းမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ ကွန်ရမှာဖြစ်ပါတယ်တကယ်ချင်းလည်းကွန်ရမှာပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပါတယ်ဆိုတော့နားလည်မယ်ထင်မယ်နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုကျွန်တော်ပြနေရာဒီ home နေရာပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီ home ရဲ့ဒီဘက်ကဒီ f library ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာကိုတစ်ချက်သွားလိုက်ပါအဲ့ဒီနေရာကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာထုံးစံတိုင်းပဲ online ငွေရှာ game တွေရဲ့ထုံးစံတိုင်းဒီမှာအဲ့ဒီ game အပြင်တခြားသောဒီမှာဒီအဲထဲမှာကျွန်တော်တို့ဒီ down bi ဆော့မယ်ဆိုလို့ရှိရင်သူပြထားတဲ့ဒီ game တွေကို down bi ဆော့မယ်ဆိုလို့ရှိရင်အမှအာ2ပဲရှိတော့ရဗျာမြန်မြန်လေးပြောလိုက်မယ်နော်ဒီ game တွေကိုကျွန်တော်တို့ down bi ဆော့မယ်ဆိုလို့ရှိရင်အဲသူတတ်မှတ်ထားတဲ့အချိန်ထိနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ coin တွေရမယ့် coin တွေကိုသူပြထားတာ ာဖြစ်ပါတယ်နော်ဒါကိုဘကိုလိုက်ရှာပြီးတော့ကိုကြိုက်တဲ့ဂင်းလေးတွေဒေါင်းပြီးဆော့လိုက်ပါနော်အဲဆိုတော့ကျွန်တော်အများကြီးအကြိုက်မပြောတော့ဘူးအာနှစ်ပဲရှိတော့ပါဝါပိတ်တော့မှဆိုလို့ဒီအလဲရဒီ A spray ဆိုတဲ့ဟာနှိပ်လိုက်ပါ A spray ဆိုတဲ့ဟာကျွန်တော်တို့ခုနကဂိမ်းဆော့တဲ့ပုံစံမျိုးပဲနော်ဂိမ်းဆော့တဲ့ပုံစံမျိုးကခုနက level up လုပ်တဲ့နေရာဒီဟာလေးတွေနှိပ်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ခုနကတူတဲ့ကောင်လေးတွေလိုက်ပူးပေးရတဲ့နေရာပါနော်ဆိုတော့ဒီ invite ကတော့ကျွန်တော်ရှင်းပြပေးပြီးသွားပြီဒီ wallet ဆိုတာတော့ငွေထုတ်တဲ့နေရာငွေထုတ်တဲ့နေရာကတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ငွေထုတ်လို့အာရည်ဖြစ်စီဒါမှမဟုတ်ငွေထုတ်ဖို့ ဟိုမမှီတီဖြစ်စီပေါ့နော်အဲကျွန်တော်ပြောချင်တာဗျာနားလည်မလားမသိဘူးကျွန်တော်လည်းဒီအခုကဒီမှာ0.01 USD ပဲရှိသေးရကျွန်တော်ထုတ်ပြလို့မရသေးဘူးအဲကျွန်တော်ထုတ်ပြတဲ့ amount ပြည့်လို့ရှိရင်ကျွန်တော်လာပြီးတော့ထုတ်ပြပေးမယ်တကယ်လို့ amount ဆော့လို့မပြည့်ခဲ့သေးဘူးဆိုလို့ရှိရင်လည်းထုတ်ပုံထုံလေးလေးကိုကျွန်တော်ဥပမာနဲ့လာပြီးတော့ရှင်းပြပေးမယ်အခုဒီဘူတို့မှာတော့ကျွန်တော်ဒီလောက်ပဲရှင်းပြပေးပါမယ်ငွေကတော့ကျွန်တော်တို့အဲဒီ USDT နဲ့လည်းထုတ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗာလဲကျွန်တော်တို့ဒီပေးပဲတော့မရဘူးထင်တယ်ဗျာကျွန်တော်တို့ချက်ကြည့်လိုက်အောင်မယ်နော် အဲကျွန်တော်ထုတ်လို့ရတဲ့ငွေတွေကတော့ band တွေကပေါ့နော် time band နဲ့ထုတ်လို့ရမယ်ပြီးလို့ရှိရင်ဒီထိုင်းရသူတွေဆိုလို့ရှိရင် true money နဲ့လည်းထုတ်လို့ရမယ်ကျွန်တော်တို့ဒီမြန်မာသူတွေကတော့ကျွန်တော်ဒီ USDT နဲ့ပဲထုတ်လို့ရမှာပေါ့နော် USDT အကောက်တွေတော့ရှိထားဖို့လိုတယ်အဲဆိုတော့အဲ့လိုမျိုးလေးထုတ်ရမှာပေါ့နော်အဲကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ငွေထုတ်ဖို့အဲကျွန်တော်တို့ဘယ်လိုပြောမလဲဒီ USDT ရလာဒီပဲဖြစ်စေတကယ်လို့မရသေးဘူးပဲဖြစ်စေငွေထုတ်ဖို့ကျွန်တော်နောက်ထပ်ပူယူမှာပေါ့နော်ကျွန်တော်ဘယ်လိုထုတ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဥပမာလေးနဲ့လာပြီးတော့ပြသပေးပါမယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဖုန်းက အားကုန်တော့မှဖြစ်တဲ့အတွက်ကြောင့်အမြန်ပြောလိုက်လို့ပေါ့နော်ကျွန်တော်တို့နားမလည်သေးဘူးဆိုလို့ရှိရင်လည်းခွန်မမှာမေးခဲ့လို့ရပါတယ်တကယ်လို့ကျွန်တော်တို့နားမလည်သေးဘူးဆိုလို့ရှိရင်လည်းဘူယူကိုနောက်တစ်ခေါက်ပြန်ပြီးတော့ရေးကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘူယူကြမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်နော်